င်္ဂလာပါခင်ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကအင်တော်မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရမိထားတဲ့အချက်ပစစ်ကောင်စီရဲ့တပ်မခွန်ခွန်တပ်မမှုဘုံမှုချုပ်အောက်သက်ဦးနယ်တပ်သားတွေကိုဒေါ်လန်ရေးတပ်တွေကစစ်ဆင်နေပြီးသူတို့ရဲ့ထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိမှုအပေါ်မူတည်ပြီးတော့တရားစီရင်မှာဖြစ်တယ်လို့အင်ဂျီကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မကွေးတိုင်းကဆလင်းစိတ်တုတ်တရလမ်းမှာရှိတဲ့အချက်ပစကောက်စီရဲ့၁၈ဘိုင်း၉စကန်ကို PDF ပုံပေါ်တက်ပြီးကတက်ခိုက်တင်ပလိုက်ပြီးစေကောင်းစီတက်ဖို့ဝင်၄ဦးကိုပါအရှင်ဖမ်းဆီးရောက်မိထားတဲ့အပြင်တနက်၅လက်ကိုပါတင်းစီရရှိထားတဲ့ဆိုတဲ့တင်ပါဝင်နောက်ဆုံးရရှိထားတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းတိုင်းကအင်းတော်မြို့သိမ့်တိုက်ပွဲအတွင်းဖမ်းဆီးရောက်မိထားတဲ့အကြံဖတ်စေကောင်းစီရဲ့တပ်မခွန်ခွန်တပ်မမှုဘုံမှုချုပ်အောင်တပ်ဦးနဲ့တပ်သားတွေကို တော်လန်ရေးတက်တွေကစစ်ဆေးနေပြီသူတို့ရဲ့ထွက်ဆိုချက်နဲ့စစ်ဆေးတွတ်ရှိမှုအပေါ်မူတည်ပြီးတော့တရားစီရင်မှာဖြစ်တယ်လို့အယူကြီးကထုတ်ပြန်ပြောဆိုလိုက်ပါတယ်ဒါကြတော့ဒီကနေ့ဧပြီလ15ရက်နေ့မှာထုတ်ပြန်တဲ့အမျိုးသားညီညွတ်အစိုးရအယူကြီးရဲ့ပြည်သူလူထုနှင့်နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအယူကြီးဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောလိုက်တာပါလက်ရှိမှာတော့စကိုင်းနိုင်ငံအင်းတော်မြို့ကြီးကိုတော်လိုင်းပူပေါင်းတပ်တွေကဧပြီလ9ရက်နေ့ကတည်းကအပိတ်သက်တင်ပိုက်ထားပြီးဖြစ်တဲ့အပြင်အဲ့ဒီမျိုးတင်တပ်ပွဲတွေကနေ အချမ်းဖက်စကောင်းစီရဲ့မာလာပါပြီဆိုတဲ့တက်မကွန်ကွန်ကတက်မမှုဘုံမှုချုပ်အောင်တဦးနဲ့တက်သားတွေကိုတော်လန်ရေးတက်တွေကအရှင်ဖန်းစီရမိထားပါတယ်။လက်ရှိမှာတော့အဲ့ဒီအချမ်းဖက်စကောင်းစီရဲ့တက်မကွန်ကွန်တက်မမှုဘုံမှုချုပ်အောင်တဦးနဲ့တက်သားတွေကိုစစ်တုံမတ်ဥပဒေနဲ့အညီတော်လန်ရေးတက်တွေကစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးသူတို့ရဲ့ထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိမှုအပေါ်မူတည်ပြီးတော့မှတရားစီရင်မှုကိစ္စရက်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အန်ယူဂျီဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဦးနေပုံလက်ကပြောထားပါတယ်။ အဲ့ဒီအကြံဖက်စစ်ကောင်စီရဲ့တတ်မှတ်ခွန်ခွန်ဆိုတာဟာစစ်တပ်ကအနာသိမ့်တဲ့အချိန်ပဲခိုးနဲ့ရန်ကုန်မှာရှိတဲ့လမ်းမတွေးပေါ်မှာတရေတဲ့ကောင်ထွက်ခဲလို့ကြွေးကြော်ရင်းလက်နက်မဲ့ဆန္ဒပြလူငယ်တွေနဲ့ပြည်သူတွေကိုရန်ငါတပ်ဖြတ်ခဲ့တဲ့အပြင်အဲ့ဒီတတ်မှတ်ခွန်ခွန်တတ်မှတ်မှုဗိုလ်မှူးချုပ်အောက်တဦးဆိုသူကတော့ဆန္ဒသိမ့်တဲ့2021ခုနှစ်မှာပဲအမှတ်၁စစ်ပြူဟာမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်မှုမှာအဓိကဦးဆောင်သူဖြစ်တယ်လို့လဲသူ့ရဲ့အကြောင်းကိုတေချာသိတဲ့သတင်းရှင်းမိကရန်ကုန်ခေတ်တစ်ကိုပြောထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းကစလင်းစေတုတ်တရာလက်မှတ်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့16မိုင်ဂိုးစကန်ကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစေကောင်စီတပ်ဖွဲ့ဝင်၄ဦးကိုပါအရှင်ဖမ်းဆီးရမိထားတဲ့အပြင်တနက်9လက်ကိုပါသိမ်းဆီးရရှိထားတယ်လို့မကောက်ဘူးခရိုင် PDF အမှတ်6တရင်ကပြောပါတယ်ဖြစ်စဉ်ကတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေတဲ့ရပ်ပိုင်းအတွင်းမှာပဲတစ်ဖက်မှာချက်ဖက်စကောင်စီတပ်ကစလင်းမျိုးနဲ့အတွင်းစစ်ကြောင်းထိုးတာတွေလာလုနေတဲ့အတွက် ဧပြီလ၁ရက်နေ့ကပဲစလင်းစေတုတ်တရားလမ်းမမှာရှိတဲ့သူတို့စစ်တပ်ရဲ့ဆက်ရှင်မိုင်ဂုံစခန်းကို PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေကနေစစ်ကောင်စီတပ်သား၄ဦးကိုပါတော်လိုင်းရင်တပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးတနက်၅လက်ကိုလည်းသိမ်းဆီးရရှိထားတယ်လို့ဘကုတ်ကူခိုင် PDF အမှတ်6တပ်ရင်းကပြောထားပါတယ်ခင်ဗျ။တဖက်မှာလေအကျဲဖက်စကောင်စီတက်ကနိုင်ငံတကာကိုလူကြားကောင်းအောင်သူတို့စစ်တပ်ကနေအပြစ်ရထားပါတယ်ဆိုပြီးကြေညာထားပေမဲ့ တစ်ဖက်မှာတော့ကချင်ပြည်နယ်ကမိုက်မြို့နယ်လဝကျေးရွာအနီးမှာသူတို့စစ်တပ်ကပဲစစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်နေတဲ့အတွက် GIP တဲ့ပူပေါင်းတက်တွေနဲ့တိုက်ပွဲတွေ၃ရက်ဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကသာထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများနေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီကချင်ပြည်နယ်လဝကျေးရွာအနီးတစ်ဝိုက်မှာ ဧပြီလ23ရက်နေ့ကစပြီးတော့ဒီကနေ့25ရက်နေ့အထိအကြံဖက်စစ်ကောင်စီတက်နေစစ်တပ်လောက်ခန့်အဖွဲ့တွေက3ရက်ဆက်တိုက်စစ်ကြောင်းထိုးနေတဲ့အတွက် KIP တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုန်းနေရမှာတိုက်ပွဲတွေဇက်တိုက်ပြပွားနေရဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများနေသလိုလေကြောင်းပစ်ကူတွေပါအသေးအံခေါ်ပြီးဘုံကျဲတိုက်ခိုက်နေတယ်လို့လဲ KIP စီးရေးတရင်ရှင်းမိကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလေမြန်မာနိုင်ငံမှာသခိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် ပြည်သူတွေဟာဒုက္ခပေါင်းများစွာကြုံတွေ့နေရတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကတော့တဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာနထိုးကြီးရေလေဖုံးကြီးကြောင်းနဲ့မင်းတပ်မြို့တွေကိုလေနဲ့ဘုံကျဲတိုက်ခိုက်သွားပြန်ပြီခလေးငယ်နှုတ်အပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ရပြန်တဲ့အပြင်ကိုရင်ငယ်တပားနဲ့တန်ငါတော်တပားအပါဝင်ပြည်သူ3ဦးလည်းပြင်းထန်ဒဏ်ရာတွေရထားပြီးဘုံကြီးကြောင်းနေအိမ်တွေနဲ့ခရီးယံဘာသာရေးအဆောက်အုံတွေပါပျက်စီးထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာ ငလင်တန်းကြောင့်ပြည်သူတွေဟာစိုးရင်ပူပန်မှုတွေနဲ့စာဝင်နေရေးအခက်ခဲတွေပါကြုံပြီးဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုမပေးနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေရမှာဧပြီလ14ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမန္တလေးတိုင်းနထိုးကြီးမြို့နယ်ကကျွန်းတောင်ရွာရေးလေဖုန်ကြီးကြောင့်ကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတဲ့အပြင်တစ်ဖက်ကချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့ဖွေးကျေးရွာကိုလည်းလေနဲ့လာပြီးဘုံတွေကျဲချသွားပြန်နေဆိုပါတယ် ဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေးချောင်းတက်ခတ်မှုတွေကြောင့်ဖွေးကျေးရွာကအသက်၈လအရွယ်နဲ့အသက်9နှစ်အရွယ်ကလေးငယ်2ဦးအပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေနဲ့ခရီးယံဘာသာရေးအဆောက်အုံတွေပါပျက်စီးထားရုံနဲ့မကတဖက်ကကျွန်းတောင်ရွာရေးလေဖုံးကြီးကျောင်းမှာလေကိုရင်ငယ်တပားနဲ့တန်ဃာတော်တပားအပါဝင်ပြည်သူ3ဦးပြင်းထန်ဒဏ်ရာတွေရထားပြီးဖုံးကြီးကျောင်းလေပျက်စီးထားတယ်လို့ဒေတာတွင်သတင်းရင့်မြစ်တွေကအတိအကျပြောထားကြပါလိမ့်ခင်ဗျ ဖက်မှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာဂျေရော်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ KNL စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးလမ်းဘက်မှာရှိတဲ့ဂျေရော်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခစနစ်အနီးကတပ်စခန်းတွေကိုဧပြီလ14ရက်နေ့ဖြစ်တဲ့မနေ့ညနေပိုင်းကစပြီး KNL မဟာမိတ်ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီဆိုပါတယ်။ တိုက်ပွဲတွေဟာဒီကနေ့ဧပြီလ15ရက်နေ့မနက်ပိုင်းအထိကိုဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေနဲ့ပါလာရောက်ဘုံကျဲနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်မှာရှိတဲ့ကြေးရွာနေပြည်သူတွေကတော့တာမညဘတ်နဲ့ရွှေဖြူကျောင်းဘတ်တွေမှာတိမ်းရှောင်နေကြတယ်လို့လေဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ